တီလတမာတိနဲ့ပရိတော်ရဲ့အစွမ်းကြောင့်နှွေးခေါင်ခေါင်တွင်မူးကြီးသဲထန်စွာရွာကတတဝရီရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ပထမရွှေကျင်တော်ရဆရာတော်ဘုရားကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။ပထမရွှေကျင်တော်ရဆရာတော်ဘုရားကြီးကို AD 1822ခုနှစ်တက္ကရာ1184ခုနှစ်ဝါဆိုလာဆန်း73ရက်အင်္ဂါနေ့တွင် ခမဲတော်ဦးမောင်မဲတော်မေမိတို့မှ ရွှေဘူတောင်ဘက် ရွှေကျင်ရွာတွင် ဖွားမြင်တော်မူခဲ့ပါတယ်။ငယ်မီမှာမောင်တန့်ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာအသက်9နှစ်အရွယ်မှာ ရွှေချင်းရွာဆရာတော်ဥပရဗုဒ္ဓထံမှာရှင်သာမဏေဝတ်ခဲ့ပြီးဆရာတော်ဥပရဗုဒ္ဓထံမှာပဲစာပေသင်ကြားခဲ့ပါတယ်။အေဒီ1839ခုအသက်15နှစ်အရွယ်မှာရွှေဘုံမြို့ဝင်းကပါကျောင်းဆရာတော်ထံမှာပညာဆက်လက်သင်ကြားခဲ့ပါတယ်။အသက်18နှစ်အရွယ်မှာပဲတီးလုံးဆရာတော်ဘုရားကြီးထံစီးကပ်ပြီးအန်ဒီဝါတိက တပည့်ရင်းဖြစ်ခဲ့ကအသက်20ပြည့်တဲ့အခါမှာ ရွှေချင်းရွာစီရတော်ဥပရဗုဒ္ဓထံမှာမြင့်မြတ်တဲ့ယဟန်အဖြစ်ကိုတက်ရောက်တော်မူခဲ့ပါတယ်။အမရပူရနေပြည်တော်ရှိကြော်ကြားတဲ့ဆရာတော်ကြီးတွေထံမှာရှစ်နှစ်တိုင်တိုင်စာပေသင်ကြားနိနာနေတိယခံယူခဲ့ပြီးနောက်မကြီးစင်ခေါ်တော်ရှေမကာတော်ကျောင်းတို့မှာတပည့်တန်ခါ90ကျော်ကိုစာပေပို့ချသင်ကြားခဲ့ပါတယ်။မင်းတို့မင်းနဲ့ကနောင်မင်းသားတို့ဟာရွှေဘိုကိုရောက်တော့မကြီးစင်တော်ကျောင်းကိုဖူးမြင်ကြပြီး နောက်အခါသာသနာပြုတော်မူရန်ဂတိလျှောက်ထားတောင်းဆိုကြပါရယ်အေဒီ1862ခုနှစ်မင်းလုံးမင်းတရားကြီးထိနှန်းတည်ထောင်ပြီးနောက်ရွှေချင်းစရာတော်19ဝါအရမှာမြို့တော်မန္တလေးကိုပင့်ဆောင်ပြီးရွှေချင်းတိုက်ငါးတိုက်ကိုတိဆောက်လှူဒန်းခဲ့ပါရယ်သာသနာပြုတော်မူရန်လျှောက်ထားတာကြောင့်မင်းအာနာဇက်နဲ့တွဲဖက်ပြီးရွှေချင်းစရာတော်ဘုရားကြီးဓမ္မဇက်နဲ့အေဒီ1896ခုနှစ်မှာ အလုံးဒီပဲရင် စတဲ့မြို့တွေမှာဂိုင်းချုပ်ဂိုင်းအုပ်ဂိုင်းထောက်အကြီးအကဲတွေခန့်ထားပြီးသာသနာပြုတော်မူရပါတယ်။နေပြည်တော်မန္တလေးမြို့မှာ AD 1882ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့စနေနေ့မှာလှူဒန်းတဲ့အရှိပြင်းမဟာဝိတုဒ္ဒရာမစတဲ့စနေရက်တော်တိုက်တို့မှာဆရာတော်ဟာစာချပုဂ္ဂိုလ်တွေကိုလွှဲအပ်ချီးမြှောက်တော်မူပြီးသာသနာပြုတော်မူပါတယ်။တီဘောမင်းကဆရာတော်ကြီးကိုပင့်လျှောက်တာကြောင့် AD 1882ခုနှစ်မှာ မန္တလေးမြို့တော်ရွှေကျင်တိုက်ကိုကြွားရောက်တရင်သုံးတော်မူရပြန်တယ်။အဲ့ဒီနှစ်မှာပဲတောင်တော်ဆရာတော်နဲ့တွဲဖက်ပြီးကုဋ္ဌာနာသာသနာပြုရန်လျှောက်ထားတာကြောင့်သာသနာပြုရပြန်ပါတယ်။ပထမရွှေကျင်ဆရာတော်ဖျားကြီးရဲ့အံ့ဖွယ်ဖြစ်ရတွေကိုပြောရမယ်ဆိုရင်တခါတုန်းကရွှေကျင်ဆရာတော်နဲ့တကွဆရာတော်အချို့ကိုမင်းတို့မင်းတရားကြီးကမြောက်ဥယျာဉ်တော်ကိုပင့်ဆောင်ပါတယ်။ဆရာတော်တွေရောက်နေနေပြီဖြစ်ပေမဲ့ မင်းတရားကြီးရောက်မလာသေးတာကြောင့်ဆရာတော်ဟာအညောင်းပြည့်အညာပြည့်ဥယျာဉ်တော်အတွင်ကြွရောက်ကြည့်ရှုတော်မူပါတယ်။ရွှေချင်းဆရာတော်ဘုရားကြီးဟာတစ်ပင်တပင်အောက်မှာတစ်ကိုင်းကိုဆွဲလျက်မတ်တက်ရက်နေတော်မူတယ်။မင်းတရားကြီးရောက်လာတော့လေတစ်ကိုင်းကိုဆွဲလျက်နေတဲ့ဣရိယာပုတ်ကိုမဖြတ်ဘဲနေမြဲအတိုင်းနေတော်မူပါတယ်။ဣရိယာပုတ်ကိုဖြတ်ပြီးကြီးညိုစေရန်ပြုပြင်နေရင်မဟာနိဒေတာပါဠိတော်လာကုဟာနသဘောမဖြစ်စေလိုတာကြောင့်နေမြဲအတိုင်းနေခြင်းဖြစ်ပါတယ်။ ဆိုလိုတာကမင်းတရားကြီးကြီးညိုဖို့ရာအင်ဒရီတော်ကို အထူးပြုပြင်မနေပဲအရှိအတိုင်းဝီနီတော်နဲ့အညီနေတော်မူခြင်းဖြစ်ပါတယ်။ကုဟာနာဆိုတာကြီးညိုအောင်တမင်တကာလှုပ်ယူပြီးလှူဒန်းလာအောင် ပြုပြင်ခြင်းကိုဆိုလိုပါတယ်။ကုဟာနာကြောင့်ရရှိတဲ့ပစ္စည်းတို့နဲ့အသက်မွေးခြင်းဟာမိစ္ဆာဇီဝပါရီတုတ်တိတီလာပြတ်ပါတယ်။အဲ့လိုအပြစ်တို့မှာကင်းစင်စီလိုသောရွှေချင်းစရာတော်ဖျားကြီးဟာမင်းတရားကြီးလာနေတာကိုမြင်တော်လဲ မူလအနေထားအတိုင်းဖြစ်တဲ့ဣရိယာပုဂ္ဂိုလ်ဖြတ်တော်မမူပဲပဂရိနဂိုနေမြဲအတိုင်းနေတော်မူခြင်းဖြစ်တာကိုချီးညိုဝဲရာဖတ်ရှုရပါတယ်ပထမရွှေကျင်ဆရာတော်ဘုရားကြီးရဲ့သီလတမာရီပညာတော်ကြီးမားပုံကိုပြင်စမသင်္ကာယနာတင်ခဲ့တဲ့မင်းနုံမင်းတရားကြီးကိုရတိုင်ကတော့လက်ခမောင်းခတ်ပြီးအံ့ဖွယ်တရေဝမ်းမြောက်ဝမ်းသာချီးညိုခဲ့ရပုံကိုလိလာတွေ့ရှိရပါသေးတယ်တနည်းသောအခါမင်းနုံမင်းတရားကြီးဟာ အမတ်တယောက်ကိုဆေးလွတ်ပြီးရွှေချင်းစရာတော်ကိုစွန့်လူခံရန် ပင့်လျှောက်စေပါတယ်။အမတ်ဟာရွှေချင်းစရာတော်ကြီးထံကိုရောက်တဲ့အခါစရာတော်ကြီးဟာသင်္ကန်းယုံနေတော်မူတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခါအမတ်ကစရာတော်ဖေဟာတကားတော်မင်းတရားကြီးကနန်းတော်ကိုစွန့်လူခံကြွရန်ပင့်ပါကြောင်းပါဖေဟာအဲ့လိုလျှောက်ထားပါတယ်။အဲ့ဒီအခါရွှေချင်းစရာတော်ဖေဟာသင်္ကန်းယုံပြီးတကားလား မန်လီတောင်ရဲ့မြောက်ဖက်အဖိုးအိုအမေအိုတို့ရဲ့လေတဲကိုစွန်းစားကြွတော်မူမှာကိုသိရှိရတဲ့အမတ်ကြီးဟာရွှေချင်းစီရော်ဖျားကြီးကိုလည်းထပ်မံမလျှောက်ဝန်တာကြောင့်နန်းတော်ကိုပဲပြန်လာရာ အချိန်ကြာမြင့်မှနန်းတော်ကိုရောက်လာပါတယ်။မင်းတရားကြီးကရွှေချင်းစီရော်ဖျားကြီးကြွလာပြီလားလို့မေးတော်မူရာ လမ်းမှာမြင်ခဲ့တဲ့အတိုင်းလျှောက်ထားတော့မင်းတရားကြီးဟာကြီးညိုဝမ်းမြောက်ပြီးငါကဲ့သို့ဘင်းရဲ့မျက်နာကိုမငဲဥစွာပင့်ထားတဲ့စွန်းကိုသာကြွရောက်ဖုံးပေးတော်မူတဲ့စီရော်ကို ငါကိုးကွယ်ရပေးသည်တကားဆိုပြီးလက်ခမောင်းခတ်တော်မူပါတယ်။ရွှေချင်းစီအရော်ဘုရားကြီးတတိကအန်ချီလောက်ပါပြီတဲ့။ယခင်တင်ဆက်ပေးခဲ့တဲ့ယဟန္တာလို့ကြော်ကြားတော်မူခဲ့တဲ့ဖုန်းတော်ကြီးဥတီလာတို့ဟာရွှေချင်းစီအရော်ဘုရားကြီးရဲ့ညွန်ကြားဆုံးမဩဝါဒပေးတော်မူတဲ့အတိုင်းလိုက်နာဆောင်ရွက်တော်မူခဲ့ရာဘကူတောင်ကူတထုံမောလမြိုင်စတဲ့အပိုင်းနဲ့အရှိမြို့နယ်တခွင်မှာတောရကိုင်းအမည်နဲ့တန်ဃာတော်များဟာ ဝိနည်းကဂရုကတိတ်ခါကာမအရာမှာ အတော်အသားတရားရှိတာကြောင့်သာသနာတော်ပွင့်လင်းတန်ရှင်းပြီးဒကာဒကမတွေဟာလည်းကုသိုလ်ပွားများတရားများရကြပါတယ်။အဲ့ဒီအချိန်1255ခုနှစ်မှာရွှေချင်းဆရာတော်ဘုရားကြီးဟာ အောက်နိုင်ငံအရေးရက်ကပင့်ဆောင်တာကြောင့်ကြွားရောက်သာသနာပြုတရားများကိုဟောကြားတော်မူတယ်လို့သိရပါတယ်။ပထမရွှေချင်းဆရာတော်ဘုရားကြီးဟာဘကိုးကိုကြွားတော်မူတဲ့အခါယဟန္တာလို့ကြော်ကြားတဲ့ ဘုန်းတော်ကြီးဦးတီလာကကြွားရောက်ပူဇော်ခဲ့ရကြောင်းလိလာသိရှိရပါတယ်။ဘကုန်းမြို့ကိုရောက်တဲ့အခါဘုန်းတော်ကြီးဦးတီလာဟာရွှေကျင်ဆရာတော်ဘုရားကြီးထံကို လာရောက်ကြတော့ပါတယ်။ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့ဘုန်းတော်ကြီးဦးတီလာတို့ဟာသာသနာရေးကိုဆွေးနွေးနှိနှောတော်မူကြရာနှစ်ပါးစလုံးဟာအယူဝါဒမကွဲပြားသဘောတရားတသားတည်းတစ်ထက်တည်းကြပြီးညီညွတ်တာကြောင့်အောက်ပိုင်းမှာတောရရွှေကျင်ဂိုင်းဆိုပြီးပြညတ်မဲ့ခေါ်တမုတ်တော်မူခဲ့ကြပါတယ်။ ပထမရွှေကျင်ဆရာတော်ဘုရားကြီးနဲ့ဘုန်းတော်ကြီးဦးတီလာတို့ဟာစန္ဒတူပေါင်းစည်းပြီးရမညာတိုင်းတောရကိုင်းကြီးတည်ထောင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။မြမပြည်အထက်ပိုင်းရွှေကျင်ကိုင်းတကိုင်းနဲ့အောက်ပိုင်းရမညာတိုင်းတောရကိုင်းတကိုင်းလုံးပေါင်းပြီးသူတော်အချင်းချင်းသတင်းလွှဲလွှဲဆိုသလိုဂင်းကာရီနဲ့ယမွန်နာရီမချာတသားတဲ့အဖြစ်ကိုရောက်အောင်ဆောင်ရွက်တော်မူကြတယ်။ယဟန်သူတော်ကောင်းဖြစ်ကုန်တဲ့ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့ဘုန်းတော်ကြီးဦးတီလာတို့ရဲ့သူတော်ကောင်းစိတ်မြတ်သူတော်ကောင်းအလုံးဟာ တာမညာသာသနာပြုအလို့မဟုတ်ပဲသူတော်ကောင်းပညာရှိတို့ဖြစ်မှသာလျှင်ဆောင်ရွက်နိုင်သောစီးလုံးညီညွတ်မှုကြီးဖြစ်ပေတယ်။ဘကိုးမှစပြီးတောရရွှေချင်းဂိုင်းဆိုတဲ့အမည်နဲ့ရွှေချင်းဆရာတော်ဘုရားကြီးနဲ့ဘုန်းတော်ကြီးဦးတီလာတို့ဆန္ဒတူပေါင်းစည်းပြီးတမုတ်ပညတ်တော်မူခဲ့တယ်လို့သိရပါတယ်။ပထမရွှေချင်းဆရာတော်ဘုရားကြီးဟာ1233ခုနှစ်မှာမကွေးတိုင်းမင်းလားမြို့နွားလန်တောရတောင်နန္ဒမူလှိုင်ကူမြစ်စုတကာကျောင်းမှာတည်င်းသုံးတော်မူပါတယ်။ ဆရာတော်ကြီးရောက်ရှိပြီးနောက်တစ်နေ့1234ခုနှစ်နှစ်ဦးမှာမိုးအလွန်ခေါင်ပါတယ်ပြီးခဲ့တဲ့နှစ်ကမိုးနှေးပါတာကြောင့်ကံရီချောင်းရီတွေနှဲခဲ့ပြီးဒီနှစ်မိုးဥခေါင်တွေပြန်လာကြောင်းတတဝါတွေဆင်းရဲဒုက္ခရောက်ကြရတယ်ကံရီချောင်းရီတွေခြောက်ခန်းကုန်ကြပြီဖြစ်တော့ကံချောင်းတွေကိုအမိပြုတ်နေရတဲ့တတဝါတွေတည်ကြည်ပျက်စီးရာကျွဲနွားဆတဲ့တတဝါတွေလည်းပင်ပန်းဆင်းရဲကြရတာပေါ့ခါတိုင်းရေပြက်ခဲလာတဲ့ပဋ္ဌာန်ကူအင်းကြီးတောင်ရေခမ်းချောက်နေတာကြောင့် အဲ့ဒီအင်းကိုအမိပြုကြရတဲ့ရေတတဝါတွေဟာလည်းအလွန်ကိုဆင်းရဲကြရပါတယ်လူတို့ကဖန်စီတက်ဖြတ်တာ ရေပူနေပူတန်းတွေကြောင့်တေကျေပျက်စီးရတာတွေများကုန်တာပေါ့ကျွဲရင်နွားတွေကလည်းစားစရာမျက်မရှိတောက်စရာရေကရှာဖြစ်ကြရလိမ့်တယ်အဲ့လိုတတဝါတွေဆင်းရဲဒုက္ခရောက်နေတာကိုရွှေချင်းဆရာတော်ဘုရားကြီးကြားသိတော်မူတဲ့အခါတနာချင်းကိယူနာဖြစ်ပေါ်လာပြီးမိုးကိုရွာစေခြင်းဖြင့်ဤတတဝါတွေကိုငါကဲ့အန်းဆိုပြီးဆုံးဖြတ်တော်မူပြီးလျှင် ငရယမင်းပရိတ်ကိုအဋိဌံပြည့်ရွတ်ဖို့စီစဉ်တော်မူပါတယ်။ပရိတ်ရွတ်မယ့်နေ့မှာ မနက်စောစောအချိန်မှစလို့ဖျားရှင်ကို စီမီပန်းရေချမ်းနဲ့တည်တည်ဆုံးများကတ်လှူတယ်။အဲ့ဒီနောက်ဖျားရှင်ရဲ့ငရယမင်းဘဝဖြစ်တော်စဉ်ကို အဖန်ဖန်ဆင်ခြင်ကညာတထစရိယဖြည့်ကျင်တော်မူခဲ့ပုံကိုအာယုံပြုပြီးကြီးညိုတော်မူပါတယ်။အဲ့ဒီနောက်ယဟန်ဖြစ်တဲ့အချိန်ကစပြီးအညစ်အကြေးကင်းဖြူဝင်းတောက်ပဆင်ကြယ်လှတဲ့မိမိရဲ့သီလကိုဆင်ကျင်တော်မူပြီး ရဟန်းဖြစ်တဲ့အချိန်မှစလို့အမြဲစောင့်တည်ခဲ့တဲ့တီစီဝရိတ်ဒူတင်ပြိတပတ်ဒူတင်နဲ့ခလူပစ္စာဒူတင်တောထွက်လာတဲ့အချိန်ကစပြီးစောင့်တည်ခဲ့တဲ့ပန့်တကူဒူတင်ရန်ဖန်ရန်ခါစောင့်တည်ခဲ့တဲ့အခြားအခြားသောဒူတင်တွေကိုပါဆင်ကျင်တော်မူပါတယ်တဏမာနကောရစတဲ့ကိလေသာတရားချားမဝင်နိုင်အောင်အခါမပြတ်နှလုံးသွင်းပွားများခဲ့တဲ့ဘဝနာကုသိုလ်ပရိယတ္တိကုသိုလ်တွေကိုဆင်ကျင်တော်မူတယ် အဲ့လိုဆင်ကျွန်တော်မူပြီးမိုးနှစ်သားကိုအထူးအမျှဝေရယ်တောဆောင်နဲ့တောင်ဆောင်နဲ့ဘုံမစိုးရုတ်ကစိုးစတဲ့နှက်တွေကိုလည်းအမျှပေးဝေတယ်အဲ့လိုနီးနဲ့တမနလုံးဆင်ကျင်ပွားများပြီးနောက်ဆုံးကိစ္စပြီးတဲ့အခါကိုလက်တုတ်တင်ပြီးနေ့လယ်၁၇နာရီအချိန်ခန့်မှာတင်ငန်းယုံတော်မူကရေခမ်းနေတဲ့ပဌာနကိုအင်းဘက်ကိုကြွတော်မူပြီးအင်းရဲ့အလဲချက်မှနေရာမှာရက်ကအချိန်မျှလောက်သောကာလပတ်လုံးဒီအင်းအတွင်းရှိတတ္တဝါတွေ အင်းကိုအမိပြုကြရတဲ့တတ္တဝါတွေချမ်းသာစေနိုင်လောက်တဲ့အထိမိုးမရွာသေးမချင်ငါမထတော့အံ့ဟုဆိုကအဋိဌံတော်မူပြီးထိုင်တော်မူပါတယ်။အဲ့နောက်ဖရာအလောင်းတော်ငရဲမင်းဘဝဖြစ်တော်စဉ်ကိုစင်ကြင်အောင်မိကအနတ်အတိတ်ဘယ်ကိုနှလုံးသွင်းလျက်ထံကရိုင်းပီတာစွာငရဲမင်းပရိတ်တော်ကို အခောက်ခောက်အခါခါရွတ်ဆိုတော်မူပါတယ်။အဲ့လိုရွတ်ဆိုပြီးမကြာမီကာလမှာပဲအရက်မျက်နှာအသီးသီးကလျှက်စစ်ရောင်တွေနဲ့ချုံးတန်ပေးကမိုးတိမ်လွှာတွေတက်လာကြကုန်တယ်။ အံ့ဩဖို့ကောင်းတာကဒီလောက်ချစ်ချစ်တောက်ပူနေတဲ့နေနွေရာသီကြီးဖြစ်ပြီးပူလွန်းလာကြောင်းရေရီအလုံးခန်းချောက်ကအင်းဟာပတ်ကြားအပ်နေလောက်အောင်ကိုပူတဲ့နေရောင်ကြီးအောက်မှာဆရာတော်ကြီးထိုင်တော်မူပြီးပြည့်ရွတ်တော်မူတဲ့အခါခနာချင်းမှာပဲမိုးသားတိမ်လေးတွေလျှက်စည်းလျက်ပန်းတွေဖြစ်ပေါ်လာပြီးမိုးကြီးရွာချပါတော့တယ်ပဝန်းကျင်ဟာလည်းချက်ချင်းအင်းမြလာပြီးမိုးဆက်မိုးပေါက်တွေကနေမိုးကြီးအဖြစ်တဲထန်စွာရွာချတဲ့ဖြစ်ရက်ကိုအဲ့ဒီအခါကကိုရိုင်းကြုံတွေ့ခဲ့ရသူတွေဟာ ပြောမဆုံးနိုင်လောက်အောင်ဖြစ်ရပါတယ်။ CRO ကြီးလည်းတကူလုံးရွှဲရွှဲဆိုနေပေမဲ့ထိုင်ရမထရမမှုပဲပြိယွချင်းကိုသာရွတ်စုံမြဲရွတ်စုံတော်မူနေပါတယ်။မိုးလဲဆက်လက်ရွာသွန်းနေရာအင်းကြီးအတွင်ရေတွေတဖြည်းဖြည်းများလာပြီးဆရာတော်ကြီးသတင်းသုံးထိုင်နေတော်မူရာအင်းအလဲချက်မကိုရေဖုံးလာပြီးတင်းမြင်ခွေမြုပ်တဲ့အထိမြင့်တက်လာပါတယ်။ဆရာတော်ကြီးကပြိယွမပြတ်နေရာမမထားအဲ့လိုနဲ့တဖြည်းဖြည်းခါအထိရေတွေတက်လာတော့မှာ ရိယတ်တော်မူနေရာကရက်တန့်ကထတော်မူပါတယ်။အဲ့နောက်ရက်တော်မူရင်မြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ပရိတ်တော်ကတကူးကြီးမားလှပြီစွာ။ဤမြအစွမ်းထက်ကြီးမားလှတဲ့ဘုရားရှင်ရဲ့ဖုံးတော်တကူးတော်ကံတော်ညံတော်တို့ကအံ့ဩပွေရှိလီစွာ။ထိုမြတ်သောခြေစုကုံနဲ့ပြည့်စုံတဲ့တတ်တော်ထင်ရှားဘုရားကိုယ်တော်မြတ်ကိုငါဖူးမြော်ခွင့်မရပါတကား။တတ်တော်ထင်ရှားမြတ်စွာဘုရားကိုထားအောင် ထိုဖျားကိုရောမြဲရဲ့ဆွေတော်ဓာတ်ကိုပင်ဖူးခွင့်မကြုံရသေးပါတကားလို့ဆင်ခြင်ကငိတ်ရင်များကြလာတော်မူလေတယ်။အဲ့လိုတတဝရီရဲ့အကျိုးကိုဆောင်ရွက်ကကဲတင်ခဲ့တဲ့ပထမရွှေကျင်တော်ရဆရာတော်ဖျားကြီးဟာ AD 1894ခုနှစ်မလ28ရက်အင်္ဂါနေ့ညနှစ်ချက်တီးကျော်လာဝန်းပေါ်ချိန်မှာမင်းကွန်းငွေတောင်တော်ရမှာပဲစုတိကမ္မဇယုတ်ချုပ်တော်မူခဲ့ပါတယ်။ ဆရာတော်ဖျားကြီးပြိနိဗ္ဗာန်ပြုပြီးနောက်ဇာပနကိစ္စကိုဆောင်ရွက်ကြရန်ဖြစ်ပေမယ့်မန္တလေးကတပည့်တကာတွေကလည်းမန္တလေးကိုပင့်ဆောင်ပြီးကြီးကျယ်ခမ်းနားစွာတကြိုးပူဇော်လိုကြတယ်။မင်းကုန်းတပည့်တကာတွေကလည်းမင်းကုန်းမှာပဲတခန်းတနာပူဇော်လိုကြပါတယ်။အဲ့လိုသဘောထားမညီဖြစ်နေတာကြောင့်ဆရာတော်ဖျားကြီးရဲ့ယုတ်ကလတ်တော်ကိုရှစ်လကြာအပူဇော်ခံထားရှိရာအေဒီ1895ခု February 6ရက်ဗုဒ္ဓဟူးနေ့မှာ မင်းကိုမှပဲအပိသက်ဇာပနာကိစ္စကိုပြီးစီအောင်ဆောင်ရွက်ကြပါတယ်။ရှစ်လကြောင်အောင်ဘာစေးမှအသုံးမပြုဘဲယုတ်ကလတ်တော်ကိုအပူဇော်ခံထားပေမဲ့ပုတ်တိုးခြင်းမရှိပဂရီတိုင်းရှိနေတာကိုတွေ့ရပါတယ်။ဆရာတော်ကြီးရဲ့ယုတ်ကလတ်တော်ကိုမိတကြိုပြီးနောက်အယိုးတော်ကိုမင်းကိုနဲ့မန္တလေးခွဲဝေယူကြပြီးမင်းကိုငွေတောင်တော်ရမှာအယိုးအိုးစီရီတစုမန္တလေးမဟာဓမိကယာမရွှေကျင်တိုက်မကြီးအတွင်မှာအယိုးအိုးစီရီတစုတည်ထားပူဇော်ကြပါတယ်။ မြန်မာလူမျိုးများမှာစကပုံတစ်ခုရှိပါတယ်ဂတိသစ္စာတည်သောခါမူဩဇာလေးနက်ပေါ်စီတက်၍နှွေမြက်သစ်ပင် စေးဘက်ဝင်၏တဲ့ဂတိသစ္စာတမာရီတည်ကြည်တဲ့သူဟာဘလို့တောင့်တမှုမျိုးကိုမစိုးတောင့်တလိုက်တိုင်းမှာတရားမင်းအဆရှိတဲ့နှက်တွေကတော့မနေနိုင်ကြပဲထိုသူရဲ့အလိုကိုဖြည့်ဆည်းပေးကြရတယ်ဆိုတဲ့တာဒကနဲ့အညီပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးဟာသီလတမာရီစင်ကြယ်မှုမေတ္တာတရားကြီးမားမှု တတဝရီရဲ့အကျိုးကိုလိုလားမှုနဲ့ရွတ်ဖတ်တော်မူခဲ့တဲ့ငရမင်းပြိတ်တော်အစွမ်းကြောင့်တတဝရီရဲ့အသက်ချမ်းသာရာရခဲ့ကြောင်းကိုဓမ္မဗဟုသုတရပွဲ တင်ဆက်ပေးလိုက်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။